မင်္ဂလာပါကျွန်တော်မိတ်ဆွေတို့အခုမြင်တွေ့နေရတဲ့အိမ်တက်လာလေးတစ်လုံးကတော့ပြုံးလင်းမြို့ရက်ွက်ကြီး71ရင်းငယ်မှာတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ဒီအိမ်လေးကိုမိုက်ကော်ဖီရဲ့အပေါ်ဆုံးထက်ကနေနှမ်းမြေတွေ့နိုင်ပြီးတော့ဘလက်ဖြူစတာဆိုင်ရဲ့အနောက်အိဇာတရလန်းနဲ့ဆောင်းစစင်အိမ်ယာအနီးမှာတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ကျွန်တော်ကားပါကင်အနေနဲ့လည်းကားလေးစီးလောက်ထားလို့ရပါတယ်ခင်ဗျာ ဒီခြံလေးထဲမှာဆိုရင်လေလေကောင်းလေတန်းရအောင်လို့အရှိမဝရန်တာလေးထုတ်ပေးထားတယ်။ပြီးရင် အလှထင်းရှူးပင်လေးပန်းပင်လေးတွေလည်းစိုက်ပျိုးပေးထားပါဗျ။ရေလည်းတိုးပြီးပြီးမီတာလည်းကျပြီးသားဖြစ်တယ်။ခြံအကျယ်ပေ40 60မှာအိတ်ခမ်း၅ခန်းနဲ့ဖွဲ့စည်းတိစောက်ထားတာဖြစ်တယ်။တိမ်လုံးလည်းပကိတ်ခင်းပေးထားတယ်။ပြင်းလင်ကအလွန်အေးတဲ့ရာသီဥတုဖြစ်တဲ့ကြောင့်မလို့ရေပူရေအေးလည်းတက်ဆင်ပေးပြီးသားဖြစ်တယ်။ဒါကြောင့်မလို့ဒီအိမ်လေးက အသင့်တက်နေုံအိမ်လေးတစ်လုံးဖြစ်တယ်လို့ကျွန်တော်မိတ်ဆက်ပေးပြစီခင်ဗျ။အဲကန်းလေးရတယ်တော်တော်လေးကိုစက်တည်ရှိတယ်ခင်ဗျ။ပြီးတော့ဒီအခန်းလေးကတော့ single bedroom ဖြစ်ပါတယ်။ဒီ single bedroom ဆိုလဲသူ့အနေနဲ့သူသူကြီးကြီးလေးလေးရှိပါတယ်ခင်ဗျ။ဒါလည်းကျွန်တော် single bedroom အနေနဲ့လုပ်ထားပေမဲ့ဒါ master bedroom လို့ပါပဲ။ဘာလို့လဲဆိုတော့ကျွန်တော်နေရန်ကိုကျွန်တော်ပိတ်ထားတာဖြစ်ပါတယ်။ မဆာဖရုံမကြိုက်လို့အေးစစနေခြင်းတဲ့အတွက်ကြောင့်မလို့အဲအိမ်သားတသက်အိမ်ခံတသက်ဆိုပြီးတော့အဲ့လိုဆောက်လုပ်ထားတာဖြစ်ပါတယ်ပြီးတော့အိမ်သားနှလုံးပါပါတယ်ခင်ဗျဒါတော့မိဘကံမှာဒါတော့မိဘကံဖြစ်ပါတယ်ခင်ဗျမိဘကံမှာဆိုတော့ကျွန်တော်ကြွေပြားတွေခင်ပြီးသားဖြစ်တယ်ပြီးတော့အိမ်အပေါ်တက်တက်လေကားရဲ့အောက်မှာဆိုလို့လည်းကျွန်တော်ပစ္စည်းလေးတွေထားတူလို့ရတဲ့အနေထားလေးတစ်ခုရှိတယ်ခင်ဗျ လေကားတွေမှာဆိုတော့ကျွန်တော်ပါကေခင်ပေးထားတယ်ပြီးရင်လက်ရန်လေးဆိုလဲတော်တော်လေးတည်တည်တတ်တတ်လေးလှုပ်ထားတာကိုတွေ့ရတယ်ခင်ဗျပြီးတော့ကျွန်တော်တို့ဒီအိမ်အပေါ်ထက်ကိုရောက်ပြီဆိုရင်အိမ်အပေါ်ထက်မှာအိတ်ခမ်း၃ခန်းရှိတယ်ခင်ဗျဒီအိတ်ခမ်း၃ခန်းအတွက်ကျွန်တော်တို့ရေချိုးခန်းအိမ်လာကိုအကျယ်လှုပ်ပေးထားတာဖြစ်ပါတယ်တကယ်လို့မှာဒီအိတ်ခမ်း၃ခန်းထဲမှာမာစတာဘတ်ရောအနေနဲ့တစ်ခုလှုပ်ရှင်နေဆိုရင်လည်းဒီမာစတာဘတ်ရောလှုပ်ဖို့အတွက် ဒီစင်ကာပူနဲ့ဒီဒီအခန်းအခြေကြီးကိုကျွန်တော်တို့ဟိုပြန်ပြီးတော့မွမ်းမံလို့ရပါတယ်ခင်ဗျာဒါကလည်းမမိုးမှန်ခြင်းနဲ့မိတ်ဆွေတွေအနေနဲ့လည်းအိတ်ခန်း၅ခန်းတော့ရှိရတဲ့ကြောင့်မလို့ Master Baron လိုမျိုးနေလို့ရတဲ့အနေထားလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာရေဘူးရေအပြင်ကဒင်းနဲ့တခြားသောတချို့သောပရိဘောဂပစ္စည်းလေးတွေကိုလည်းမိတ္တလက်ဆောင်အနေနဲ့ထားပြခဲ့မှဖြစ်ပြီးတော့ဒီရင်လေးကိုရောင်းချပေးမဲ့စေနှုန်းလေးကတော့3500ညှိနှိုင်းနဲ့ရောင်းချပေးမှဖြစ်ပါတယ် ီလိုအိမ်လက်လာလေးကိုစနစ်သက်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်39608 5939ကိုဆက်သွင်းနိုင်ပါတယ်